ဟောတဏိတာလုံးမှာတဏိတာလုံးမှာအလုပ်တွေလုပ်ရမယ်အိမ်ပြင်ထွက်ရမယ်လုပ်ငန်းကင်တာတွေသွားရမယ်လုပ်ရမယ်လုပ်ရမယ်သွားတဲ့အခါကျတော့အန္တရာယ်ဆိုတာချုပ်တတ်တယ်အက်ဆီဒင့်အက်ဆီဒင့်နဲ့ပြောကြတာမမျောလင့်မဲနဲ့ဖြစ်တာကိုအက်ဆီဒင့်လို့ခေါ်တာအဲ့တော့အန္တရာယ်ဆိုတာတွေကိုချုပ်တတ်တော့ဒီအန္တရာယ်တွေမချုပ်ကြရအောင်ဘာလို့ဖို့လိုအပ်တယ်လဲဆိုတာ မှန်ကန်တဲ့ဤတစ်ခုနဲ့အနိယရေကိုမကြုံမှုခရအတွက်ဟောဒီဒုတိယတတိယမြောက်သရုပ်ထမြောက်ခါထာလေးကမပြောတော့ဆိုတပ်ပိဗုဒ္ဓဗလပတ္တာပစ္စေကံနေသယံပလံအရဟန္တာနေသတေစေနရက္ခံဗန္ဒာမိသဘတောရက္ခဆိုတာအဆောင်အရှောင်းအကာအွယ်တစ်ခုလုံးလိုက်တယ်အေးဒါကြောင့်မို့လို့ပြောကြတယ် ခီးသွားလို့ရှိရင်တမုတ်တွေရွတ်သွားတယ်ဆိုတာတမုတ်တွေဆိုတာဘုရားရှိခိုးတာပဲဘုရားကိုအာယုံပြုပြီးတော့ရှိခိုးတာဒါလည်းဘုရားကိုအာယုံပြုလိုက်တဲ့ချင်းကိုယ်စိတ်ထဲမှာကုသိုလ်တွေဖြစ်သွားအဲ့ဒီကုသိုလ်ကကာဝယ်ဆောင်ရှောက်တယ်လို့ဆိုလိုတာကုသိုလ်ရအောင်လုပ်ဖို့တော့လိုအပ်တယ်ပေါ့ဘုရားကိုအာယုံပြုဖို့လိုအပ်တယ်အခုကြည့်ဒီကာထာလေးရဲ့အဓိပ္ပာယ်ကဘလောက်ကောင်းလို့ဆိုရက္ခံဗန္ဒာမိတပ္ပတောအယက်ခတ်သိန်းကနေပြီးတော့ကို့အတွက်အကာအကွယ်ဖြစ်အောင် ဆောင်းရှောက်ကိုလောက်ပါတယ်တဲ့။ဘာနဲ့အဆောင်းရှောက်ကိုလောက်တာလို့ဆိုတပ်ပြီဗုဒ္ဓဘလပတ္ထ။ခရီးရီဆိုတာစွမ်းအားအမတန်မှကြီးတယ်။ကာယဘလညာနာဘလဆိုတာလို့စွမ်းအားကြီးတယ်။ခရီးမှန်မြစွမ်းအားတွေအမတန်ကြီးတယ်။အဲ့ဒီခရီးရီရဲ့စွမ်းအားကိုအသုံးပြုပြီးတော့ဟုတ်လားအနည်းခင်းမှုကိုဆောင်းရှောက်မှုကာကွယ်မှုကိုစီမံပါတယ်လို့ဒီလိုပြောတာ။ ဆိုလိုတာကမြတ်စွာဘုရားရဲ့ခုံကိုချီကျူးလိုက်တာပဲတပ်ပေဗုဒ္ဓဗလပတ္တာဆိုဆရာရှင်နေအာလောဟာကာယဗလညာနဗလဆိုတဲ့စွမ်းအားတွေကိုရရှိထားတာဖြစ်ပါတယ်အဲ့ဒီဘုရားရဲ့စွမ်းအားတွေနဲ့ကျွန်ုပ်အကာအကွယ်လုပ်ပါတယ်ဒါနဲ့အမြဲတမ်းမှန်ကန်တဲ့ဤစနစ်နဲ့လုပ်တာဖြစ်တယ်ပေါ့နော်ပိစိကနဲ့ဆိုင်ရမလန်ဖရာတယ်ဟောကဘုပိစိကဘုရားအရှင်မြတ်တိလဲစွမ်းအားတွေရှိတယ် အဲ့ဒီစွမ်းအားတွေနဲ့ကာကွယ်လုပ်ပါအရန္တာနင်းစာတေစိန်တရဟန္တာပုဂ္ဂိုလ်ရဲ့အရှိန်အဝါတွေလည်းရှိတယ်အဲ့ဒီအရှိန်အဝါတွေကိုတုံးချပြီးတော့ဟောလာကိုယ့်အတွက်အကာအကွယ်ဖြစ်စေပါတယ်လို့ဒီလိုပြောတာအဲ့တော့ဖရာကိုချီးမွမ်းပြီးတော့ဖရာရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်တရားရဲ့စွမ်းအားဒီပိစိကဂုဏ်ရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်ရဟန္တာပုဂ္ဂိုလ်မြတ်တွေရဲ့စွမ်းအားတွေ ဒါအာယုံပြည့်ဖို့တော့လိုအပ်တယ်ပေါ့နော်။လောကမှာပွင့်သွားတဲ့ဖရာတွေအများကြီးရှိတယ်။အဲ့ဒီပွင့်သွားတဲ့ဖရာတွေကိုစိတ်ထဲကအာယုံပြုတ်လိုက်။ပြုတ်ပြီးတော့အဲ့ဒီဖရာတွေအားလုံးဟာဆွမ်းအားကြီးမားတော်မူကြတယ်။တခါပိဿကဗုဒ္ဓတွေပွင့်သွားကြတာလည်းဒါပေါ့ဘူး။အဲ့ဒီပြည့်စုံကဗုဒ္ဓရဲ့ဆွမ်းအားလည်းမနမကြီးပါလေ။လောကမှာယဟန္တာပုဂ္ဂိုလ်တွေဆိုတာရှိတယ်။ယဟန္တာပုဂ္ဂိုလ်တွေမှာလည်းဆွမ်းအားအမတမကြီးတယ်။ အဲ့ဒီအရှင်မြတ်တည်းရဲ့စွမ်းအားကကျွန်ုပ်ရဲ့အဆောင်ချောင်ဖြစ်ပါလေ။ဒါအမတန်ကောင်းတဲ့အတိတ်ပဲဘုရားတရားတန်ခါကိုကိုကတတိယပြီးတော့စောင့်ရှောက်လုပ်တဲ့အတိတ်ပဲမျိုးဖြစ်တယ်ပေါ့။အဲ့တော့နန္နခင်းမှာအိမ်ကျင်ထွက်အလုံးလုံးခီးသွားအလုံးလုံးတဲ့အခါဒီလိုအကာအကွယ်စောင့်ရှောက်ကလေးနဲ့လှုပ်သွားဖို့အတွက်ပုပ္ပန္နတုတ်ထဲမှာဒါကိုလည်းထည့်သွင်းပြီးတော့ရေးသားထားကြတယ်